်ဒီအမျိုးသမီးခွင့်ရေးနဲ့ဆိုင်တဲ့စီတော်သဘောတူညီချက်တရားဆိုလို့ရှိရင်30ရာခိုင်နှုန်းအရေးပါတဲ့နေရာတွေမှာ30ရာခိုင်နှုန်းဒီမြန်မာအစိုးရလက်မှတ်ထိုးတာနောက်ပဲဘောတူအဲ့တော့နိုးသမီးလွတ်တော်ကိုတကယ်မှရဖို့အတွက်ကိုဒီနေရာမှာနိုးသမီးဖြစ်ဖို့အတွက်ကိုအခြားလူတွေအခြားလူတွေနဲ့ရှင်းပြပြီးတော့ရှော့ပြီးတော့ဒါမှကျွန်တော်ပြောတာရှိမှတ်ဖြစ်တယ်ပေါ့အနိုးသမီးကမဟုတ်နောက်တစ်ခုရှိတယ်အနိုးသမီးကိုဘယ်လိုရေးမလဲဆိုကိစ္စအနိုးသမီးကိုအနိးသမီးကိုကိုသားပြရေးမှာလားအဲ့လိုကျွန်တော်လက်ခံတယ်မှတ်ဖြစ်တယ်ကျွန်မသဘောမထိုးဘူးအဲ့ဒါကိစ္စတော့ ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့လေအဲကျွန်တော်တို့စီမှာ မျိုးသမီးတွေကတကယ်ကိုဆုံးဖြတ်နိုင်တဲ့နေရာကိုမရောက်တာတော့မှန်တယ်ဒါပေမဲ့မျိုးသမီးတွေအရေးချင်းရှိရလူတွေအများကြီးရှိပါတယ်ဒါကိုကျွန်တော်တို့ကပေါ်ထုတ်ဖို့လိုပါတယ်အဓိကတော့ကျွန်တော်တို့30%လို့ဆိုတဲ့နေရာမှာတော့ဘာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့စီမှာဟိုဒီရာဂိုင်းနှုန်းအဖြစ်အရန်ဝင်နေတယ်ဒီလိုရာဂိုင်းနှုန်းတိုးတက်လာဖို့အတွက်ကိုကျွန်တော်တို့ဝိုင်းစူးစမ်းဖို့လိုတယ်လို့ကျွန်တော်တို့အဲ့လိုမြင်ပါတယ်ကျွန်တော်တို့ကြောက်လို့ဖြစ်တယ်ခုနကပြော ီတော့30ရာခိုင်နှုန်းဆိုတဲ့ကိစ္စမှာဥမာကိုနန်းကဆက်အောင်ကပြောတာအရေးချင်းကိုကြည့်ပြီးရွေးမယ်ဆိုတော့ကျမမေးခွန်းပြန်ထုတ်ချင်တာအဲ့ဒီရွေးမဲ့အမျိုးသားလွတ်တော်အမတ်ကိုစလေလောင်းနေအောင်တကယ်အရေးချင်းရှိလားအဲ့ဒါကိုကျမတို့စဉ်းစားဖို့လိုပါတယ်အဓိကလက္ခဏာဆိုတော့ ကျမတို့ကဟိုအမှောင်ခစ်ကဖြတ်တန်းလာတဲ့လူတွေဖြစ်တဲ့အတွက်ကျမကတော့အမျိုးသားတွေရေချင်းရှိတယ်အမျိုးသမီးတွေရေချင်းမရှိဘူးဆိုတော့ဟိုကက်တဂိုရီနဲ့ပဲခွဲတာမျိုးကျမတို့မလိုချင်ပါဘူးကျမတို့အမျိုးသမီးတွေခုနဒေါ်ဖြူဖြူသိန်းပြောသလိုပဲကွင်းလေးဖွင့်ပေးစေချင်တယ်ကျမတို့လှုပ်ဖို့အတွက်နေရာလေးပေးစေချင်တယ်အတိမတ်ပြုစေချင်တယ်အဲ့မှာအမျိုးသမီးတွေကအဲ့ဒီဟာနဲ့အတိမတ်ပြုမှုနဲ့အလျောက်နေရာပေးမှုလမ်းဖွင့်ပေးမှုနဲ့အလျောက်တို့ရဲ့ရေချင်းတွေတို့ရဲ့အသိဉာဏ်တွေပို့ပွင့်လင်းပြီးတော့ပို့ကြိုးစားမယ်ဆိုရင်ကျမတို့ကအစတွေကကျမတို့ရဲ့လူအဖွဲ့စီကအမျိုးသမီးတွေကိုတန်ဖိုးထားတယ် ဲ့လူဖွဲ့စည်းပါအားလုံးကကိုယ့်အမေကိုရှစ်ခိုးပြီးတော့လေးစားကြတဲ့လူဖွဲ့စည်းပါကျမတို့လူဖွဲ့စည်းကအမျိုးသားမဟုတ်လို့ပိုကြီးမြတ်တယ်ဆိုပြီးတော့လုံးဝဟိုအမျိုးသမီးကိုဖိနှိပ်ထားတဲ့ဖွဲ့စည်းမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကြည့်ရမိခင်အောင်ဆိုတော့ခဲ့စနေဖြစ်ပြီပေါ့အဲ့တော့ကျမတို့ဘလောက်လုံနိုင်ပေါ့လဲပုံမှာမူတည်တယ်အမျိုးသားတွေကကျမတို့ဘလောက်လက်တွဲခေါ်နိုင်တယ်လဲနားလည်မှုပေးနိုင်တယ်လဲပုံမှာလဲမူတည်ပါတယ်မျိုးမျိုးသမီးဥဆောင်မှုကအရင်ကမရှိခဲ့ဘူးဒါပေမဲ့အခုဆိုရင်မျိုးမျိုးသမီး pilot တို့နော်အမျိုးသမီး ဥဆောင်တဲ့ company တွေရှိရှိနေတယ်စစ်တပ်ကြီးတစ်ခုလုံးမှာအမျိုးသမီးထက်ဝက်မှာပါတယ် ဒါနဲ့ပတ်သက်လို့တော့တခြားနိုင်ငံတွေမှာတော့ဒါအမျိုးသမီးတွေစစ်မှုထမ်းနေပြီးဆိုတော့အားကြီးကြပါတယ်ဒါတော့ကျမတို့အနေနဲ့ဒါကမဖြစ်နိုင်ဘူးလားဆိုတော့မဖြစ်နိုင်ဘူးလားဆိုတော့မဖြစ်ဘူးမဖြစ်နိုင်တာတော့မရှိပါဘူးမဖြစ်သေးတာပဲရှိတာပေါ့နော်အဲဒီလိုအဆင့်အထိရအောင်တော့ကျမတို့ကတခါတည်းနဲ့ဟိုဟိုအမျိုးသမီးစစ်မှုထမ်းတဲ့အခြေအနေအထိခုနအမျိုးသမီး30%တဲ့ကျော်တဲ့အထိအဲ့လိုမျိုးစဉ်းစားနေတာအထက်ကျမတို့ကဖြစ်တဲ့နေရာကနေစပြီးတော့တစ်ဆင့်ပြီးတစ်ဆင့်ကျမတို့ဘယ်လိုလုပ်သွားမလဲဆိုတော့ကျမတို့ကပို့ပြီးတော့အာလှုပ်တင်တယ်လို့မြင်တယ်ကျမမေးစပယ်ဖြစ်ပါ ဟုတ်ကဲ့တမ်းမာရီယာတန်းသူညီမရဲ့ကွန်ရက်ကပါဟုတ်ကဲ့ဒါကျွန်မအနေနဲ့ဒီညမှာဆွေးနွေးကြင်တာကခုနကကိုနန္ဒဆက်အောင်ပြောသွားတဲ့ဒီဟိုလွတ်တော်အမတ်တွေပေါ့နော်လွတ်တော်တဲ့ကိုဒီအမျိုးသားဗနဦးအမျိုးသမီးဗနဦးရောက်လာခြင်းဟာဟိုလူတို့ကရွေးချယ်လိုက်တာဖြစ်တယ်အရေးချင်းရှိတာမရှိတာအချက်ပေါ့နော်ဆိုတော့အဲ့ဒီအချက်ကိုကျွန်မဆွေးနွေးကြင်တာဖြစ်ပါတယ်လို့အဲ့တော့မှန်ပါတယ်ကျမတို့ဒီလွတ်တော်ကိုယ်စားလှယ်တွေဆိုတာလူတို့ကရွေးချယ်တဲ့အတွက်ကြောင့်လွတ်တော်တွေကိုရောက်လာကြတဲ့လူတို့ကိုယ်စားလှယ်တွေဖြစ်တယ် ဒါပေမဲ့အဲ့လိုလူထုကိုယ်စားလှယ်အနေနဲ့ရွေးချယ်ဖို့နေရာမှာအမျိုးသမီးတွေဟာဘယ်လောက်အခမ်းကဏ္ဍမှာပါဝင်ခွင့်တွေရနေပြီလဲမရနေဘူးလဲဆိုတဲ့အချက်ကိုကျမတို့ကပြန်ကြည့်ရမှာဖြစ်ပါတယ်လို့အဲ့တော့လူထုထဲမှာလက်ရှိအနေအထားကျမတို့ရဲ့လူအဖွဲ့အစည်းကဖြစ်နေတာကခေါင်းဆောင်ဟိုရက်ရွာ အရေးကိစ္စတွေပဲဖြစ်ဖြစ်ရရွာကောင်းဆောင်အနေနဲ့ပဲဖြစ်ဖြစ်လက်ရှိမှာအများအားဖြင့်ပါဝင်နေတာအမျိုးသားတွေဖြစ်ပါတယ်အဲ့ဒီထဲကနေမှကျမတို့ကလူထုပိုစလဲဆိုပြီးပြန်လဲရွေးချယ်တဲ့အခါမှာဒီဟိုလွတ်တော်တဲ့ကိုအမျိုးသမီးတွေအမျိုးသမီးဥယျာဉ်များများပါဝင်လာဖို့ဆိုတဲ့နေရာဟာအဲ့ဒီနေရာကနေစပြီးတော့ကျမတို့တွေကလာပြီးတော့အဟန့်တားတွေဖြစ်နေတာလို့ကျမအနေနဲ့ကတော့ယူဆပါတယ်အမျိုးသမီးတွေကနိုင်ငံရေးဥဆောင်မှုကဟိုနည်းနေတယ်နည်းနေတာများလာအောင်အမျိုးသမီးတွေကိုလက်ကျင့်သင်တန်းပေးတာတွေလက်ကျင့်ပေးတာတွေစမ်းသပ် ဟိုလုတ်ခွင်ပေးတာတွေညီမတီမှာလောလောဆယ်လေလုံလောက်ပြီလားမက်ဆင်မောင်ဘယ်လိုပြောလို့ကျမကကနကိုနနာဆက်အောင်ပြောတဲ့ကိစ္စနဲ့ရောကုနာအကိုမေးတဲ့ကိစ္စနဲ့လည်းပြန်ချိန်ဆက်တင်တယ်30ရာခိုင်နှုန်းဆိုတာစီတော့မှာပါတာကဒါ temporary special measurement လို့ခေါ်တယ်ကျမတို့လူအဖွဲ့အစည်းမှာရှိနေတဲ့ဒီလိုမညီမျှမှုတွေเนาะဟိုချိန်ခွင်ရှာဇောက်ထိုးဖြစ်နေတာတွေကို balance လုပ်ပေးဖို့ယာယီအထူးလှုပ်ဆောင်ချက်ကိုပဲပြောတာဒါနောက်ဆုံးပန်းနိုင်မဟုတ်ဘူး30ရာခိုင်နှုန်းဆိုတာလीအ ဆိုတော့အနှိမ်ဆုံးပြောတာအများဆုံးမဟုတ်ဘူး30ရာခိုင်နှုန်းရေရှင်မှာ90ရာခိုင်ရာခိုင်နှုန်း80ရာခိုင်ခုနကကိုနနာဆစ်အောင်ပြောသလိုပေါ့ခုနက population ရကြည့်မယ်ဆိုရင်ကိုစားပြုမှုအချိုးအစားရကြည့်မယ်ဆိုလို့ရှိရင်90ရာခိုင်နှုန်းကျော်တယ်ဆိုလို့ရှိရင်လူဦးရေအချိုးအစားရကြည့်မယ်ဆိုရင်ဒါဖြစ်တင်တာကတော့အဲ့လောက်ဖြစ်တင်တယ်ပေါ့ဆိုတော့ဒါကခုနကကြားမခွဲခြားဆက်ဆံမှုကြောင့်ဖြစ်နေတဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍမှာရောလူအဖွဲ့အစည်းမှာရောဖြစ်နေတဲ့ဟိုချိန်ခွင်ရှာမညီမျှမှုတွေကိုညီမျှအောင်လို့လုပ်ပေးနိုင်တဲ့ ဒီ measurement တစ်ခုပဲဒီက rules တစ်ခုပြဋ္ဌာန်းပေးထားတာဖြစ်တယ်ဒီစီဒေါ်စီဒေါ်ဆိုတာစီဒေါ်မှာပါတဲ့အချက်တည်းဟာကြဒါပန်းနိုင်မဟုတ်ဘူးလို့ပြောနေတာအခြေခံ level တစ်ခုကိုပြောနေတာလို့ပြောနေတယ်နောက်တစ်ခုကအခုပြောသလိုမျိုးပဲကျွန်တော်တို့အမျိုးသမီးတွေအာဘယ်သူမှနိုင်ငံရေးမလုပ်ရဘူးလို့မပြောထားဘူးတို့တော့ခုနကမမ်မေဇဘယ်ဖြူဆွေးနွေးသွားသလိုမျိုးပဲကျွန်တော်တို့နောက်ပိုင်းမှာရှိနေတဲ့ social barriers တွေရှိတယ်မမြင်ရတဲ့ glass ceiling လို့ပြောတဲ့ဟာတွေရှိတယ်။ဥပမာဆိုပါစို့အိမ်တော်တဲ့အမျိုးသမီးတယောက်ဟာသူကဘလောက်ပဲဟိုနိုင်ငံရေးကိုစိတ်ဝင်စားစိတ်ဝင်စားသူ့ရဲ့အိမ်တွင်းမှုကိစ္စတွေထဲမှာပိတ်မိနေမယ်ဆိုလို့ရှိရင်သူဟာအပြင်က information လည်းမရနိုင်ဘူး။ကိုယ်တိုင်းပြည်မှာဘာဖြစ်နေလဲဆိုတော့သူ့ရဲ့အမျိုးသားနဲ့ရှင်းလိုက်လို့ရှိရင်သူ့မှာ information ရနိုင်တဲ့ access နည်းသွားနေတယ်။အဲဒါအခွင့်အရေးနဲ့အခွင့်အလမ်းကိုကျွန်မပြောချင်တယ်။ယောက်ျားတွေကအများအားအုပ်ချုပ်ခဲ့တဲ့နိုင်ငံမှာမိန်းကလေးတွေအုပ်မချုပ်ရဘူးလို့ကျွန်တော်မဆိုလို့။မြန်မာဘော်လုံးသင်းကိုကြည့်ရင်သိတာပါ။မိန်းကလေးတွေရွှေရတယ် မမင်းကလေးတွေအကောင်းဆုံးဖြစ်တယ်။ဒါပေမဲ့သူတို့ဘောလုံးကမြန်မာအမျိုးသားဘောလုံးအင်းနဲ့ဆိုင်နှစ်ပေါင်းကြာတာနောက်ကြာပြီမှာကံ။အဲ့တော့အဲ့ဒါတွေကိုခြေဖြတ်ပြီးတော့မင်းကလေးကြိုးစားရင်အခွင့်အရေးရရင်မင်းကလေးအုပ်ချုပ်မှုတော့ကျွန်တော်အချိန်မီးပေးနိုင်။မင်းကလေးတွေခုနဖုံးလေးကနေဖယ်ပြီးကြိုးစားဖို့လိုပါတယ်။ အမျိုးသားတွေနဲ့တန်းတူညီမျှရပိုင်ခွင့်အခွင့်အရေးတွေကိုအမျိုးသမီးတွေဘက်ကကြဲကြဲလောင်လောင်တောင်းဆိုလာခဲ့တာအနောက်နိုင်ငံတွေကစတင်လာခဲ့တာလို့ဆိုနိုင်ပါတယ်။အတိအကျပြောရရင်1849ခုနှစ်မှာဖြစ်ပါတယ်။အမျိုးသမီးဝါဒီတွေဖြစ်မိမိကိုယ်ကိုယုံကြည်လက်ခံတဲ့အမျိုးသမီးတွေဟာနိုင်ငံတကာပူးပေါင်းလှုပ်ရှားမှုအတွင်းနဲ့ခြေစပ်လာခဲ့ကြပါတယ်။နိုင်ငံရေးစီးပွားရေးလူမှုရေးတွေမှာအမျိုးသားတွေနီးတူတန်းတူညီမျှအခွင့်အရေးတွေရရှိဖို့တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့20ရာစုအလယ်လောက်မှာမှအမျိုးသမီးခွင့်ရေးတွေကိုဒီဇိုင်းမမတ်တောင်းဆိုလာခဲ့တာပါ။ဒါပေမဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့နယ်ပယ်တည်တည်မှာအမျိုးသမီးတွေဟာခွဲခြားဆက်ဆံမှုတွေခံရဆဲဖြစ်ပြီးဒါဟာအမျိုးသားဦးစားပေးတဲ့လူအတိုင်းဝိုင်းဖြစ်နေတာနဲ့အမြင့်တွယ်နေတဲ့ရိုးရာဓလေ့ထုံတမ်းတွေကပေါင်ကတ်ထားတဲ့အတွက်ကြောင့်လို့အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေကထောက်ပြဝေဖန်ထားပါဗျ။ရိုးရာယဉ်ကျေးမှုတွေ ပေါ့အရန်လိုက်တာမဟုတ်ဘူးနော်ခင်းနဲ့အညီပေါ့နော်မအားတော့ခင်းနဲ့အညီပဲပြောချင်ပါတယ်ခင်းနဲ့အညီပေါ့နော်ကိုရဲ့ရပ်ပိုင်တဲ့အခွင့်အရေးတွေကိုကိုကတိပြီးတော့ကိုရအောင်ယူဖို့ပေါ့နံပါတ်1ကတော့အဲ့ဒါကိုကကိုစ조사ဖို့တော့အရေးကြီးတယ်ကျမတို့မြန်မာတွေရဲ့ထုံးစံပေါ့ကျမတို့ခြားနိုင်ငံတွေကိုကျွန်တော်မပြောပါဘူးကျမတို့မြန်မာနိုင်ငံမှာ culture ကြီးရကိုကျမတို့မင်းကြီးတွေအများအနောက်ကဖြစ်နေတာဒါလည်းကြောင့်အားလုံးကလူသားတွေပဲဖြစ်တဲ့အတွက်ဒန်းတို့အခွင့်အရေးရတဲ့မှာ လူ့ဖွဲ့စည်းကိုမဆိုထားနဲ့အစိုးရထိပ်ပိုင်းဝန်ကြီးနေရာနဲ့ဒုဝန်ကြီးနေရာ65နေရာမှာအမျိုးသမီးဒုဝန်ကြီးနှစ်ယောက်ပဲပါဝင်နေတာကိုတွေ့ရပါဗျ။ပညာရေးကဏ္ဍမှာလည်းအလားတူခွဲခြားမှုတွေရှိနေပါဗျ။ ပညာရေးမှာဖွင့်မှာပေါ့နော်ဆရာဝန်ကိုဝင်မယ်ဆိုလို့ရှိရင်အမျိုးသားဆိုလို့ရှိရင်ဥပမာပြောရအမှတ်490နဲ့ဝင်ခွင့်ရမယ်တိုးတော်လေအမျိုးသမီးဆိုလို့ရှိရင်အဲ900မှာ930မှာပေါ့အဲ့ဒီတည်းကပညာရေးမှာကိုကမြန်မာအမျိုးသမီးတူဟာယနေ့တည်းတိခွဲခြားဆက်ဆက်စီခံရပါတယ်ဆိုတဲ့ပေါ်လွင်စေတဲ့အကြီးဆက်ဆုံးပေါ်လွင်စေတဲ့အချက်တွေပဲတစ်ဖက်မှာလည်းမြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ရှိနေတဲ့လူသမီးတွေဘက်ကရော အဲ့ဒီလိုဦးစီးဦးဆောင်ပြုနိုင်ဖို့ယောက်ျားသားတွေနီးတူရင်ပေါင်တန်းပြနိုင်ဖို့အဆင်သင့်ဖြစ်ပြီလားလို့ပြန်လည်မေးခွန်းထုတ်เสียရရှိလာပါတယ်မြန်မာအမျိုးသမီးတွေအနေနဲ့အမျိုးသားတွေနီးတူဦးစီးဦးဆောင်ပြုနိုင်ဖို့ဆိုရမှာမိမိကိုယ်ကိုယုံကြည်မှုရှိဖို့ခေါင်းဆောင်မှုရည်ချင်းပြေဝဖို့နဲ့ရှစ်ထွက်ရဲဖို့ရိုးဆွဲနေတဲ့အားနွယ်စိတ်ကိုဖျောက်ပြက်ဖြစ်ဖို့လိုပါတယ်